ကဲအားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့ Double 11 event မှာအဲဒီလေလာရဲ့ legend skin အဝဲဖြစ်ဖြစ် Double 11 skin နှစ်ကောင်အဝဲဖြစ်ဖြစ်ကုန်းစင်းညင်တဲ့သူတွေအတွက်ဘယ်လိုမျိုးကုန်းစင်းရမလဲဆိုတဲ့နည်းလမ်းလေးကိုပြပြပေးသွားမှာဖြစ်ပါတယ်အဲ့တော့စိတ်ဝင်စားလေဆိုရင် video လေးကိုဆောင်ကြည့်ဖို့တော့ကိုပြောချင်ပါတယ်ကျွန်တော်ရဲ့ channel လေးကိုလည်း subscribe မလုပ်ထားသေးဘူးဆိုရင် subscribe လုပ်ထားခဲ့ကြဖို့တော့ကိုတောင်းဆိုချင်ပါတယ်ကဲဒါဆိုရင်တော့ video လေးကိုစလိုက်ကြရအောင် ်ပထမဆုံးအနေနဲ့စကင်ခုံဆင်းနည်းတွေကိုမပြောခင်မှာဒီ Devil 11 Eva မှာ Bro အနေနဲ့ Free Token တွေကိုဘယ်လိုမျိုးရမလဲဆိုတဲ့အရာလေးတွေကိုကျွန်တော်အရင်ဆုံးပြောပြပေးမယ်ဒီ Eva မှာဆိုရင်တော့ Free Token ရမယ့်နေရာ၃နေရာရှိတယ်ကျွန်တော်တို့လာနေရအတိုင်းပဲ Premium Supply ဆိုပြီးတော့လာတယ် Free Token Phase 1 Phase 2နှစ်ခါလာတယ် Premium Supply ရပြီးတော့ရမယ် Free Token တွေရှိမယ် ပြီးွားရင်ဘယ်ရက်ဘယ်ရက်ဒီမှာ diamond 100ရထည့်ရင် free token ဘယ်လောက်ရမယ်ဆိုပြီးတော့လာတယ်ဒီလိုမျိုးပုံစံလေးရှိမယ်ပြီးွားရင်နောက်တစ်ခုကတော့ mega draw ဖန်တယ်ဆိုပြီးတော့ဒီလိုမျိုး free token လေးကိုဝယ်လို့ရတဲ့နေရာလေးရှိမယ်အဲ့တော့ total free token ရမယ့်နေရာ3နေရာရှိတယ်အဲ့တော့ကျွန်တော်အဲ့3နေရာလုံးဝတည်ပြီးတော့ free token တွေယူပြီးတော့ဈေးသက်သာဆုံးနီးလန်းနဲ့ဂုံးဆင်းလို့ရမယ့်ဇယားလေးကိုဆွဲထားတာဖြစ်တဲ့အတွက် ဇရာတော့နည်းနည်းလေးတော့ရှုပ်တယ်။ဒါပေမဲ့ကျွန်တော်သေချာလေးတော့ရှင်းပြပေးသွားမယ်။နားမလည်တာမရှင်းတာရှိတယ်ဆိုရင်ကျွန်တော်ရဲ့ Telegram ပဲဖြစ်စေကျွန်တော်ရဲ့ဒီဗီဒီယိုရဲ့ comment ဒီမှာပဲဖြစ်စေဝင်ရောက်ပြီးတော့မေးမြန်းနိုင်ပါတယ်။ကျွန်တော်ဘရိုတို့ကိုနားမလည်ရင် နားလည်တဲ့အထီကိုရှင်းပြပေးပါမယ်။ ကဲဒါဆိုရင်တော့ကျွန်တော်ဆွဲထားတဲ့ဇာတ်လေးကိုစပြီးတော့ပြပေးပါမယ်ဒီ event ဆိုရင်တော့ငါးရက်နေ့မှာစလာတာဖြစ်ပြီးတော့ legend skin ယူမဲ့သူတွေအတွက်ဆိုရင်တော့ငါးရက်နေ့ပါပဲအဲဒီ diamond တွေကိုစပြီးတော့ထည့်ရမယ်ရိုးအနေနဲ့ legend skin ဒါမှမဟုတ်ရင် double lemon skin နှစ်ကောင်ယူမယ်ဆိုရင်တော့ဒီဇာတ်အတိုင်းလောက်အောင်ပါပဲဖြစ်ပါတယ်ရိုးအနေနဲ့ double lemon skin နှစ်ကောင်ပဲယူမယ်ဆိုရင်တော့ဒီဇာတ်အတိုင်းထည့်စရာမလိုပါဘူးအဲ bro တို့ကိုကျွန်တော်တက်တက် video လေးထပ်ပြီးတော့လုပ်ပေးပါမယ်အဲ့တော့ဒီ video ကတော့ legend skin နှစ်ကောင်ယူမဲ့သူတွေအတွက်ပဲဖြစ်ပါတယ် ကဲဒါဆိုရင်တော့ကျွန်တော်ဒီစီရလေးကိုရှင်းပြပေးပါမယ်ပထမဆုံးအနေနဲ့ကတော့နိုဝင်ဘာ9ရက်နေ့မှာ weekly bet bet ထဲမယ်အဲ့ဒါဆိုရင်တော့အဲ့ရက်မှာထဲရမယ် diamond 100 recharge ပြီးွားတာဖြစ်တဲ့အတွက် free token တကယ်ရမယ်ပြီးွားရင်တော့ mega drop ban တွေကို diamond 100လုံးနဲ့တစ်ခုဝယ်လိုက်မယ်ပြီးွားရင် daily 50% off နဲ့1 draw လဲလိုက်မှာဆိုရင်တော့ total draw က3ချိန်ရအောင်ပါမယ်ဘရိုမှာ jam diamond ကတော့ diamond 40ပဲ jam မယ် ပြီးရရင်နိုဝင်ဘာ6ရက်နေ့ရောက်ပြီဆိုရင်တော့ Pro နေနဲ့ Diamond 182လောင်းထည့်လိုက်အဲ့ဒါဆိုရင်တော့အဲ့ရက်မှာထည့်ရမယ် Diamond 100 Recharge တိုင်းပြီးရမယ်အဲ့ဒါဖြစ်တဲ့အတွက် Pro နေနဲ့ Free Token တကယ်ရမယ်ပြီးရရင် Mega Drop Panel ကို49လုံးနဲ့အဲတခုဝယ်လိုက်ပြီးရရင် Daily 50% Off နဲ့1 Draw လှည့်လိုက်မယ်ဆိုရင်တော့ Total Draw က6ကျင်းရပါမယ်ဘရုံးမှာကျမ်းမဲ့ဒိုင်းမွန်ကတော့133လုံးပဲကျမ်းပါပဲဖြစ်ပါတယ် ပြီးွားရင်တော့ Norway မှာ9ရက်နေရောက်ပြီဆိုရင်တော့ free token phase 1လာပြီပဲဖြစ်ပါတယ်။ free token phase 1က Norway မှာ9ရက်နေရပြီးတော့ Norway မှာ17ရက်နေထိလာတာဖြစ်တဲ့အတွက် bro အနေနဲ့ဒီ registered တွေထည့်ပြီးပြီးချင်းမှာ free token တွေကိုမယူတာတော့ပို့ပြီးတော့ကောင်းနေ။ဒါပေမဲ့ bro အနေနဲ့ယူခြင်းနဲ့ဆိုရင်တော့ယူလိုက်လို့တော့ရပါတယ်။ဘာမှတော့ကိစ္စတော့မရှိဘူး။အဲကျွန်တော်ကတော့မယူပြတာဘူး17ရက်နေမှာပဲပေါင်းပြီးတော့ယူမှာပဲဖြစ်ပါတယ်။အဲဆိုရင်တော့ Norway မှာ9ရက်နေမှာ diamond 600ထည့်လိုက်မယ်။ အဲ့ဒါ diamond 600ထည့်လိုက်မယ်ဆိုရင်တော့အဲ့ဒီမှာထည့်ရမယ် diamond 100 recharge တဲ့ပြီးွားတာဖြစ်တဲ့အတွက် free token တစ်ခါကတက်တက်ရမယ်ပြီးွားရင်တော့ diamond 89လုံးတန်း mega drop band ကိုနှစ်ခုဝယ်လိုက်မယ်အဲ့ဒါဆိုရင်တော့ total diamond က198လုံးကုန်သွားမယ်ပြီးွားရင်တော့ daily 50% off တဲ့ wonder လဲလိုက်မယ်အဲ့ဒါဆိုရင်တော့ total draw က10 draw ဖြစ်သွားမှာဖြစ်ပြီးတော့ bro မှာကျမ်းမဲ့ diamond ကတော့985လုံးမှကျမ်းမှာပဲဖြစ်ပါတယ်ပြီးွားရင်တော့ noway မှာ share နဲ့ရောက်ရင်တော့ weekly bet တစ်ပတ်ထည့်မယ်ပြီးွားရင် ဝန်ရောလဲ့မယ်လဲ့ပြီးွားမယ်ဆိုရင်တော့ bro နေနဲ့ total draw က17ကြိမ်ဖြစ်သွားမယ် bro မှာကျမ်းမဲ့ diamond က625လုံးမှကျမ်းမှာပဲဖြစ်ပါတယ်ပြီးွားရင် novel မှာ9ရက်နေရောက်ပြီဆိုရင်တော့ weekly bet တစ်ပတ်ထည့်မယ် weekly bet တစ်ပတ်ထည့်ပြီးွားပြီဆိုရင်တော့ bro နေနဲ့9ရက်အဲ reach လောက်ရမယ် test ပြီးွားတာဖြစ်တဲ့အတွက် free token တကယ်ရမယ် အဲ့ဒါပြီးွားရင် daily 50% off နဲ့1ဒေါ်လာလဲမယ်အဲ့ဒါဆိုရင်တော့ total draw က73ကြိမ်ဖြစ်သွားမယ်ပြီးွားရင်တော့ brony နဲ့ jam တိုင်းမောကတော့685လုံးပဲကျန်တော့မှာပဲဖြစ်ပါတယ်ပြီးွားရင်တော့ november 10ရက်နေ့ကိုရောက်သွားမယ် november 10ရက်နေ့မှာလည်း wheel better but ဲမယ်ပြီးွားရင် daily 50% off နဲ့1ဒေါ်လာလဲမယ်အဲ့ဒါဆိုရင်တော့ total draw က14ကြိမ်ဖြစ်သွားမယ် bro မှာ jam တိုင်းမောကတော့925လုံးပဲကျန်မှာပဲဖြစ်ပါတယ် ပြီးွားရင်နိုဝင်ဘာ17ရက်နေ့ရောက်ပြီဆိုရင်လည်းဝီလီဘက်တဘက်ထည့်ရမယ်အဲထည့်ပြီးွားပြီဆိုရင်တော့ဘရိုနေနဲ့ face 1မှာလာတယ်အဲ richard test 1000လုံးကိုထည့်ပြီးသွားပြီးရဖြစ်ပါတယ် richard test 1000လုံးပြီးသွားတာဖြစ်တဲ့အတွက် bro နေနဲ့ free token 18ကအပါဝင်အဲ promo time ဝင်800ကိုလည်းရအောင်မှာပဲဖြစ်ပါတယ်ဒီ10လပိုင်း25ရက်နေ့မှာလာမယ် promo time ဝင်လည်း800အကောင်လုံးယူလာမယ်ဆိုရင်တော့ total promo time ဝင်က1600ကျော်ရရှိမှာဖြစ်ပြီးတော့အဲ bro နေနဲ့ဒီ event မှာလက်မယ်ဆိုရင်တော့ အပရိုမိုဒိုင်မွန်80နဲ့ယူယူဒိုင်မွန်20ပေါင်းရွက်လဲရတာဖြစ်တဲ့အတွက်အပရိုမိုဒိုင်မွန်1600အသုံးမယ်ဆိုရင်တော့ဒိုင်မွန်400ကုန်မယ်အဲ့တော့ယူယူဒိုင်မွန်400နဲ့ အဲ promo diamond 1600ရောတုံးပြီးတော့အကြိမ်20လှည့်လိုက်ပါပြီးွားရင် free token 16ကပ်ကိုလည်းယူပြီးတော့လှည့်လိုက်ပါပြီးွားရင်တော့ daily 50% of net one draw လှည့်လိုက်ပါအဲ့ဒါဆိုရင်တော့ total draw က53ကျင်းရသွားမှာဖြစ်ပြီးတော့ roma jam diamond ကတော့385လုံးမကျန်တော့မှာပဲဖြစ်ပါတယ်ပြီးွားရင်တော့ november 12ရက်နေ့ရောက်ပြီဆိုရင်တော့ weekly bet တစ်ပတ်ထည့်မယ်အဲထည့်လိုက်မယ်ဆိုရင်တော့ pro နေနဲ့အဲ့ဒီမှာတော့ free token နှက်ကပ်ရမှာပဲဖြစ်ပါတယ်အဲ့တော့ပြီးွားရင် daily 50% of net one draw လှည့်မယ်အဲ့ဒါဆိုရင် bro မှာ ုတ်တယ် draw 56ကြိမ်ရှိပါမယ်ဘရုံးမှာကျမ်းမဲ့ diamond ကတော့425လုံးပဲကျမ်းပါပဲဖြစ်ပါတယ်ပြီးွားရင် november 17ရက်နေ့ရောက်ရင်တော့ဘာမှထည့်စရာမလိုတော့ဘူး daily 50% of net one draw လဲမယ်လှည့်လိုက်မယ်ဆိုရင်တော့ဘရုံးမှာ total draw 58ကြိမ်ရသွားမှာဖြစ်ပြီးတော့ဘရုံးမှာကျမ်းမဲ့ diamond ကတော့395လုံးပဲကျမ်းတော့မှာပဲဖြစ်ပါတယ်ဒီဝိုင်းနိုဝင်ဘာ14ရက်နေ့ရောက်ပြီဆိုရင်တော့ free token phase 2လာပြီဖြစ်တဲ့အတွက်ဘရိုအနေနဲ့ diamond 600 recharge ထည့်လိုက်မယ် အဲ့ဒါဆိုရင်တော့ free token 18ကက်ရမှာဖြစ်ပြီးတော့ bro အနေနဲ့ပထမဆုံး10ကျင်းကို50% off ရတာဖြစ်တဲ့အတွက်ပထမဆုံး10ကျင်းကို50% off နဲ့လှည့်လိုက်ပါပြီးွားရင် daily 50% off နဲ့လည်း1 draw လှည့်လိုက်ပါအဲ့ဒါဆိုရင်တော့ total draw က86ကျင်းရတော့မှာဖြစ်ပြီးတော့ bro အနေနဲ့အဲ့ bro လက်ထက်မှာ jam မဲ့ diamond ကတော့465လောက်မှကျတော့မှာပဲဖြစ်ပါတယ်ပြီးွားရင် november 15ရက်နေ့ရယူရော november 28ရက်နေ့အထိကိုဘာမှထည့်ရအောင်မလုပ်တော့ပါဘူးအဲ့ဒီရက်ဒီမှာ အဒီလီ50%ဘာဆန်အောင်နဲ့ wonder wonder လှည့်သွားရုံပါပဲအဲဆိုရင်တော့နိုဝင်ဘာ15ရက်နေ့ရပြီးတော့နိုဝင်ဘာ28ရက်နေ့ထိဆိုရင်အဲ14ရက်ရှိတာဖြစ်တဲ့အတွက်အဲ total draw က14ရင်ရမယ်အဲဆိုရင်တော့အားလုံးပေါင်းစုစုပေါင်း total draw က draw တရာပြီးသွားမှာပဲဖြစ်ပါတယ် pro မှာ jam time ကတော့45လုံးပဲကျန်တော့မှာပဲဖြစ်ပါတယ် coin 800ရရဖို့အတွက်ဆိုရင် total draw 50လောက်လဲရတာဖြစ်ပြီးတော့ coin 1600ရရဖို့အတွက်ဆိုရင်တော့ total draw 100လောက်ဆိုရင်တော့ရလောက်ပါတယ် ဒါပေမဲ့ကျွန်တော်ကတော့ air brake ပဲတွက်ထားတာဖြစ်တယ်သူက bro နေနေအလိုသေးတယ်ဆိုရင်တော့ထပ်ပြီးတော့လိုက်ရမယ်ဒါပေမဲ့အဲ့ထပ်ပို့ပြီးတော့လည်းနည်းနည်းနဲ့လှည့်ပြီးတော့လည်းရနိုင်ပါတယ်ဒါကတော့ bro cam ပေါ်မှာပဲမူတည်တယ်အဲ့တော့အလိုရင်လိုတယ်လို့လိုက်ပါမလိုဘူးဆိုရင်လည်းမလိုတဲ့နေရာမှာပြည့်တဲ့နေရာမှာရက်လိုက်ပါကဲဒါဆိုရင်တော့ကျွန်တော်တောင်းလိုက်ရတယ်ပတ်စံပပနာကိုတွက်ပေးမယ်အပထမဆုံးကျွန်တော်ထည့်လိုက်ရတာ wheel bag က6ပတ်ပြီးွားရင် diamond 600နှစ်ခါထည့်ရတယ်ပြီးတော့ diamond 182လောင်းဝတခါထည့်ရတာဖြစ်တဲ့အတွက် weekly bug ကတပတ်ကို6000 6ပတ်ဆိုတော့36000ကျတာဖြစ်ပြီးရော diamond 600တခါထည့်မယ်ဆိုရင်3500တောင်တရကျတယ်နှစ်ခါထည့်တာဆိုတော့9200ကျပါတယ်ပြီးတော့ diamond 182လောင်းဝတခါထည့်ရင်တော့တောင်းနေရကြတာဖြစ်တဲ့အတွက်တိုးတဲ့အကောင်ပြန်ပေါင်းလိုက်မယ်ဆိုရင်တော့တသိန်း16400ရကြသင့်ပါပဲဖြစ်ပါတယ်။အဲဒီပမာဏတော့ Metro 0 skin တို့ Neo V skin တို့လောက်ပဲရှိတာဖြစ်တဲ့အတွက် အဲ့ skin တစ်ကောင်ဇာလောက်နဲ့ legend skin တစ်ကောင်ဒါမှမဟုတ်ရင် double 11 skin နှစ်ကောင်ရမှာဖြစ်တဲ့အတွက်ဒီ event တော့တော်တော်လေးဥမာတန်နေလို့တော့ပြောလို့ရတယ်အဲကျွန်တော်ညီရလေးတက်တာပြီးတော့ပုံစင်းလို့ကောင်းမယ်လို့တော့ကျွန်တော်ကတော့ထင်ပါတယ်အဲ့တော့ bro အနေနဲ့ legend skin တစ်ကောင်ဒါမှမဟုတ်ရင် double 11 skin နှစ်ကောင်လိုချင်တယ်ဆိုရင်တော့ကျွန်တော်ရဲ့ညီလန်တိုင်းလေးလှည့်ကြည့်ဖို့တော့ကိုပြောချင်ပါတယ်ဒီလောက်ဆိုရင်တော့ bro လေဘယ်လိုမျိုးကုန်းစင်ရမလဲဆိုတဲ့နီလန်လေးကိုတိလောက်ပြီးတော့ထင်ပါတယ်ကျွန်တော်ရဲ့ဗီဒီယိုလေးကိုလည်းဒီနားမှာပဲဆုံးသက်ပြရသည် kể ta thôi nó sống đi chỉ vì để cho xin giờ chứ chỉ máy nhau vì má sẽ là xong giờ bà mấy alo chứ chỉ mà đấy